ပြန်နေပြောနေတာဗောနော် तू อ่ะဘယ်တိုက်ကလာတာ तू ละခေါ်နေပြီဟာ तू ပြန်ရတော့မယ်ဟာဟိုထမင်းလည်းမစားဘာမစားဗောအဲ့လိုမျိုးဗောပိတ်တေးပြီးတော့ तू อ่ะနေတယ်အဲ့လိုမျိုးတွေဖြစ်လာတာဒါကတွေးသားကြောက်ဖြစ်တာအဲ့တွေးသားကြောက်ဖြစ်တာကိုဘယ်လိုသိနိုင်လဲဆိုတော့ဟာလာတွေးသားနဲ့ကုပါတယ်အေးဒါကိုကြာတော့လေတွေးသားနဲ့ကုပါတယ်ဒီလိုမျိုးဖြစ်လာပြီဆိုရင်တွေးသားနဲ့ကုရင်ကြောက်တယ်ဒါမနဲ့တွေးသားကိုဟိုတွေးသားမှမသိပဲနဲ့ဟိုပယောကဆရာတီသွားတယ်ပယောကဆရာကလည်းတွေးသားမခွဲကြတတ်ဘူး ခွဲကြတတ်တဲ့ခါကျတော့ तू ကလည်းတုံတိုင်းပယောကဆိုပြီးတော့ तू ကလည်းကုတယ်ကုတော့မပြောက်ဘူးအဲမပြောက်တော့အဲ့ဒီမိန်ကလေးကပေးရှိသွားတာပေါ့နော်တကယ်ဒီဆေးဆေးထိုးဆေးတောက်အဲ့လိုကုရမယ့်အချိန်မှာမကုဘဲနဲ့ပယောကဆိုပြီးတော့အယူမှားပြီးတော့လိုက်ကုတဲ့အတွက်ကြောင့်အဲ့လိုမျိုးတွေပူးတလို့ကတ်တလို့ဖြစ်သွားတာပေါ့အဲ့လိုဟုတ်ကဲ့ပါအဲ့ဆိုရင်ဟောအကြံပြုတ်ပေးတဲ့အနေနဲ့ပေါ့နော်မိသားစုဝင်တွေညီကောင်မောင်နှမတွေတငယ်ချင်းတွေအဲ့လိုမျိုး ပူးတာကတာကြုံရတာလို့ရှိရင်ခရောင်ခြောက်ချားမြင်တွေ့နေရလို့ရှိရင်အဲ့လိုမျိုးကွန်ပျူတာစုဝင်မှာပူးတာကတာကြုံရလို့ရှိရင်ဘယ်လိုမျိုးအကြံပြုတ်ဝဲချင်လဲပေါ့နော်ဘယ်လိုမျိုးဆောင်းရံရှောင်းရံလေးတွေဘယ်လိုမျိုးလှုပ်ဝဲရမလဲဆရာပြောချက်ဖြေပေးပါအောင်ဗျအဲ့ဒါကတော့အဓိကကတော့ကိုကကိုရဲ့တန်သမီးတွေပေါ်မှာပေါ့ကွာအဲ့လိုမျိုးဖြစ်လာလို့ဟို ကိုရဲ့တန်သမီးတွေမှာဖြစ်ဖြစ်ညီကိုမနာမဖြစ်ဖြစ်ပေါ့ငွေချင်းပေါင်းနေမှာဖြစ်ဖြစ်အဲ့လိုဖြစ်လာလို့ရှိရင်တကယ်ကိုကပျော်ကပါလားဟိုမတင်ငါဘူးလားမတင်ငါဘူးဆိုရင် ယောဂဆရာကောင်းကောင်းနေနဲ့ခေါ်ပြီးတော့ပြကြည့်သူတို့ကဆုံးဖြတ်တတ်တယ်ဒါကပယောဂကြောင့်ဖြစ်တာဒါကသွေးသားကြောင့်ဖြစ်တာအဲ့လိုဆုံးဖြတ်ပြလိုက်တဲ့ခါကျရင် तू ကသွေးသားကြောင့်ဖြစ်တာလို့ပြောရင်ကိုကိုကဆရာဝန်နေနဲ့စေထိုးစေတောက်စေတိုက်ကုရတော့မယ် तू အဲ့လိုကုရမယ်ပြီးတော့မိဘတွေဘက်ကလည်းအဲ့လိုပြဿနာမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင် तू ကိုလိုက်လျောတင်တာလေအဲ့လျောပေးရမယ်ဟိုမချုပ်ချယ်တော့ဘောကွာ तू ကိုလွတ်လွတ်လပ်လပ်ပေးနေတင်တယ်ဟလာဟိုဟိုက ပင်းနေတင်းတဲ့လောက်ပေါ့တအားကြီးတော့မလွန်ထားတင်းဘူးနော်ပင်းနေတင်းတဲ့လောက်ပေါ့အဲ့လိုပင်းနေရသူပျော်ရွှင်အောင်ပေါ့အဲ့ဒါမိဘတွေဘက်ကနေပြီးတော့ဖြစ်ဖြစ်ပေါ့ဟာလာရွှေမျိုးတားခြင်းတွေပါဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးပေါ့သူ့ကိုခွန့်လို့ပေးရမယ်ပေါ့နော်အဲ့နီလေးနဲ့ကုတာပင်းရင်ပျောက်ပါတယ်ဟုတ်ကဲ့ပါအခုဖြည့်သွားပေးတာကတော့ဒီဆရာပြောမှာနော်